လောကရန်ကိုအရှုံးမပေးဘဲမိဘနဲ့သားသမီးတွေကိုရှာဖွေကြုံမွေးနေတဲ့အကအမျိုးသမီးတူရဲ့ဘဝမော ပရိသတ်တို့အားလုံးဝင်းမင်္ဂလာပါရှင့်ကျမတို့ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ကံကောင်းလို့လူပွားမှာလူလာဖြစ်ခွင့်ရကြပြီမြင့်တန်တဲ့လောကရန်ရဲ့ချက်တွေကြောင့်လူပြည့်ရကြိုမနှက်ကြလူတွေလည်းအများကြီးရှိပါတယ်အခုပြပြပေးသွားမယ့်မိသားစုကတော့လောကရန်ရဲ့ချက်ကိုပြင်းထန်ခံနေရတဲ့မိသားစုအကြောင်းလေးပဲဖြစ်ပါတယ်ရှင်မိသားစုဝင်တွေကအကုန်လုံးကသူခံစားချက်တွေနဲ့သူမွန်းကျက်နေကြတယ်ဆိုပြီးမြပိုပြီးခက်ခဲနေတာကတော့ကလေး၃ယောက်အမေမိနှမိုးပဲဖြစ်ပါတယ်မိနှမိုးကတော့၄ယောက်ကြားရဲ့ပြည့်ပြည့်ချင်းကိုခံထားရတဲ့ကလေး၃ယောက်အမေတယောက်ပါရှင်ယောက်ျားဖြစ်သူကလူငယ်တဲ့ သုံးနှစ်လောက်ကလေးကသူတို့သားမိတွေကိုပြစ်ပိတ်ခဲ့တာဖြစ်ပါတယ်။လင်မယားချင်းပြဿနာမရှိပေမဲ့တရားမိုးနောက်လိုက်သွားပြီးတော့နောက်မင်းမယူသွားခဲ့တာဖြစ်ပါတယ်။ကလေးဖေဖြစ်သူကတော့အားလုံးကိုပြစ်ပိတ်ခါခါလုပ်ခဲ့ပေမဲ့ဝမ်းနဲ့လွယ်မွေးထားတဲ့အမေဖြစ်သူကတော့သားသမီးတွေကိုအခက်ခဲတွေကြားကနေပြုစုနေတာအခုချိန်ထိပါပဲရှင်။တိန်လုံးရှာဖွေရင်တောင်မလောက်တဲ့ခေတ်ကြီးမှာမိနှမှုအနေနဲ့တိန်လုံးအတွက်ရှာဖွေနေတာကပိုပြီးတော့မလွယ်ကူပါဘူး။မိနှမှုကသားသမီး၃ယောက်အပြင်မိဘ၂ပါးကိုပါရှာဖွေကျွေးမွေးနေသူလည်းဖြစ်ပါတယ်။သူကမိသားစုကိုရှာဖွေကျွေးနိုင်မှုသူ့လုံနိုင်တဲ့အလုံမှန်သမျှအက ုန်လုံးကိုလုတ်ခဲတာဖြစ်ပါတယ်။သူကမနှက်ပိုင်းမှာပလုံကောက်တယ်လို့အားထားနဲ့ရေထန်းရောင်းတယ်လို့ထင်းခွေပြီးတော့လည်းရောင်းပါတယ်။မိသားစုစောင့်ဝင်နေပြည်လဲစီဖို့သူ့အနေနဲ့အစွမ်းကုန်ကြိုးစားပေးနေတာဖြစ်ပါတယ်။မိနှမိုးကတော့အယားယာချက်ပိုးပြီးခက်ခဲနေတာကမိသားစုအပေါ်မှာပို့ပြီးတော့တာဝန်ကျခြင်းလို့ပါပဲ။မပြည်လဲကြတဲ့မိဘတချို့ကတော့မပြည်လဲတာကိုကာပါယူပြီးကလေးတွေကိုကြောင်းထုတ်အလုတ်ထွက်လုတ်ခိုင်းကြပေးမယ်။မိနှမိုးရဲ့စိတ်ကတော့အဲ့လိုလိုမဟုတ်ပါဘူးနော်။ကလေး၃ယောက်မိခင်မိနှမိုးကတော့မပြည်လဲမှုတွေဘလောက်များများတာသမီတွေအကောင်းဆုံးဖြစ်အောင်လို့ပြုစုပြောင်းထောင်ပေးခြင်းတူတယောက်ပါ။ ိသားစု6ယောက်အတွက်အစာဝင်နေကိုသူတယောက်ချင်းယုံနေရတာခက်ခဲနေတဲ့ဆိုပေမဲ့ကလေးတွေကိုတော့အလုံးမခံရပါဘူးသူရဲ့သမီးတွေကမိခင်ရဲ့မပြေလည်မှုကိုကြည့်ပြီးတော့တခါတလေကူညီပေးတာကလုံးရင်ကျန်တဲ့ချိန်တွေမှာတော့ကလေးတယောက်လိုဘဝကိုဖျက်ဆီးခွင့်ရနေတော့မှာပဲမိနမိုးကတော့သူကလေး3ယောက်ကိုပညာတတ်ကြီးဖြစ်စေခြင်းလို့မပြေလည်တဲ့ကြားကနေကလေးတွေကိုကြောင်းထားပေးခဲ့တာလည်းဖြစ်ပါတယ်မိခင်ဖြစ်သူမိနမိုးကတော့ကလေးတွေကိုအလုံးမခံမဲပုံမှန်ကြောင်းထားနေပေမဲ့သူ့ကိုသူမိခင်တောင်းဝန်မကျေဘူးလို့လည်းခံစားနေရတာဖြစ်ပါတယ်ကလေးတွေကိုသူများတန်းတူမကျေနိုင်မစင်နိုင်တဲ့အနေအထား ောင်မို့သူကိုသူမိခင်ကောင်းမဟုတ်ဘူးဆိုပြီးတော့ခံယူထားသလိုမိဘတွေအပေါ်မှာလည်းတာဝန်ကြီးတဲ့သမီးတယောက်မဟုတ်ဘူးဆိုပြီးတော့ဝမ်းနဲ့စွာနဲ့ရင်ဖွင့်လာခဲ့တာဖြစ်ပါတယ်။ကလေးလေးကိုလည်းအများကြီးတူကောင်းကောင်းမထားနိုင်သလိုကျမ်းမာရေးမကောင်းတဲ့မိဘနှစ်ပါးကိုလည်းပြပြဆုံဆုံမထားပေးနိုင်လို့စိတ်မကောင်းဖြစ်နေတာဖြစ်ပါတယ်။သူရဲ့မိဘနှစ်ပါးကတော့အသက်80ကျော်ပြီဖြစ်သလိုအဖေဖြစ်သူကလေးဖြတ်ထားပြီးတော့အမေကတော့ပန်းနိုင်ရင်ကျက်သမားပါ။မိနှံမိုးကတော့မိဘအတွက်သားသမီးအတွက်စူးစမ်းရုန်းကန်နေပေမဲ့ဘာမှဖြစ်မလာတာကိုမကျေနပ်နိုင်အောင်ဖြစ်နေပါတယ်။အခုဆိုရင်တော့သူတို့ရဲ့အခြေအနေကဘလောက်တောင်ခက်ခဲနေလဲဆိုရင် ်လက်ထက်မှာငွေတပြားမှမရှိသလိုကိုကောက်ရောင်းပြီးမှထမင်းဝယ်ချက်ရတဲ့အနေအထားကိုရောက်နေတာဖြစ်ပါတယ်။မိနာမိုးကတော့လောကဒဏ်ရိုက်ချက်တွေကြောင့်သူ့ဘဝကဆုတ်ပြတ်တက်နေပေမဲ့ဘဝကိုအရှုံးမပေးဘဲကြိုးစားနေသလိုမိသားစုအပေါ်မှာလည်းအကောင်းဆုံးထားနိုင်အောင်ရုန်းကန်နေပြီဖြစ်ပါတယ်။ဒီလိုအခြေအနေမှာအကောင်းဆုံးတွေးပြီးတော့မိခင်ကောင်းတမိကောင်းဖြစ်အောင်လုပ်နေတာကတော့ချီးကျူးစရာပါရှင်။အခက်အခဲတွေအများဆုံးပြေလည်ဖို့ဆုတောင်းပေးလိုက်ပါတယ်။ ဟုတ်ကဲ့ပါရှင်အခုလိုစိတ်ဝင်စားဝင်ကောင်းတဲ့တဲ့အကြောင်းအရာတွေပြင်နောက်ထပ်လည်းအမှုပညာရှင်တွေရဲ့စိတ်ဝင်စားဝင်ကောင်းတဲ့တဲ့အကြောင်းအရာတွေကိုအချိန်နဲ့တပြည့်ညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်